ိုကမိုက်မဲတယ်ဆိုရင်မိုက်မဲတဲ့သာသမီလေးတွေရတတ်တယ်။ကိုကမိဘအပေါ်မှာတိတ်ပြီးတော့မကြည့်ဘူးဆိုရင်အဲဒါလိုပဲမိဘအပေါ်မှာတိတ်မကြည့်တဲ့သာသမီမျိုးရတတ်တယ်။ဒါဟိုဒါရိုက်ကြီးဒဋ္ဌိကြီးမှန်မယ်လို့တော့မဆိုလိုဘူးပေါ့လေ။ဟုတ်ရဲ့လား။ဒါပေမဲ့ဦးဇင်းတို့လောကအတွေ့အကြုံရဦးဇင်းမိခင်ကြီးကအလွန်ပြောတယ်။နော်။ဆိုးရတဲ့သာသမီများဟာမိဘအပေါ်မှာမကောင်းတဲ့သာသမီများဟာ သူတို့ဘောမှာမကောင်းတဲ့သာသမီမျိုးတွေကြီးရတာကိုသူတော်တော်များများတွေ့ရတယ်တဲ့အဲ့ဒါသူကတော့သူ့ကိုယ်သူအမြဲတမ်းလဲခုံယူပြီးတော့ပြောတယ်မိဘရဲ့အပေါ်မှာအင်မတန်ကောင်းတယ်ဦးစင်အမေကဒါကြောင့်မို့လို့သူသာသမီ9ယောက်ရှိတယ်သူ့အပေါ်မှာအင်မတန်ကောင်းတဲ့သာသမီတွေကြီးပဲသာသမီနဲ့ပတ်သက်ပြီးတော့သူ့မှာစိတ်ဆင်းရဲတဲ့အကြောင်းမရှိဘူးလောကကြီးရဲ့အင်မတန်ဆန်းကျင်တဲ့သဘောပေါ့နော်ကံတူအကျိုးပေးလို့ပြောရင်လည်းပဲရနိုင်ကောင်းမှရဲ့ဟုတ်ရဲ့လားဒါကြောင့် ကိုဘဝနောင်ရည်ကိုဘဝရဲ့နေဝင်ချိန်ကို ကြည်ပြီးတော့ကိုကိုကိုချစ်သောအဖြစ်လည်းပဲမိဘတွေပေါ်မှာကောင်းတဲ့နေလို့ထင်တယ်ဟုတ်လားကိုဘဝနေဝင်ချိန်ကဘယ်သူလက်ထက်နေဝင်ရမှာတော့သားသမီးတွေလက်ထက်နေဝင်ရမှာတော့ချစ်ချင်မုံမုံစိတ်တိုင်းကြကြမကြကြဟုတ်လားအခုချိန်မှာတော့ကိုကသွားနိုင်တာနဲ့စားနိုင်တောင်းနိုင်ဆိုတော့ခတ်တင်းနေနေချင်နေလိမ့်မယ်ဒါပေမဲ့အဲ့ဒီအခြေအနေမျိုးကအမြဲတမ်းရှိမလားမရှိဘူးเนาะပြည်စည်းဥစ္စာဘယ်လောက်ပဲပြည်စုံပြည်စုံသားသမီးနဲ့กินပြီးတော့ အနာကဥစဉ်တို့ဘဝနေဝင်ချိန်မှာအဆင်ပြေဖို့ဆိုတာမလွယ်ဘူးအဲ့တော့သာသမီကမကောင်းဘူးဆိုရင်တော့တေချာဖို့စိတ်ညစ်ရမှာပဲဒါကြောင့်ကိုသာသမီလေးတွေကိုငငယ်လေးတွေကစလိန်မာရေးချာရှိအောင်ကိုတာဝန်အပြည့်အဝရှိတယ်လုပ်ပေးရမယ်ဟုတ်ရဲ့လားအဲ့ဒါလို့လုပ်ချင်းသည်သူ့ကိုကောင်းအောင်လုပ်ရတော့ရောက်တယ်လို့ကိုကိုကိုလည်းကောင်းအောင်လုပ်ပြီးသားမရောက်ဘူးလားရောက်တယ်ဟုတ်ရဲ့လားအေးအခုတနည်းပြောပြမယ်နော်မိဘအပေါ်မှာကောင်းချင်းတည်မလဲ ကိုယ့်အပေါ်မှာကောင်းတဲ့သားသမီးမျိုးရနိုင်တယ်။မိဘအပေါ်မှာမကောင်းသောအဖြစ်ကိုယ့်အပေါ်မှာမကောင်းတဲ့သားသမီးတွေလည်းရတတ်တယ်။ဟိုဥစဉ်ကဒါလေးကိုပြောတော့ဇတ်တော်လေးတစ်ပုဒ်ကိုအမှတ်ရတယ်။သိလား။ဇတ်တော်လေးတစ်ပုဒ်ပြောပြခြင်းနဲ့ဏိကုံးချုပ်နော်။မပြောခြင်းလဲဆိုတော့သားဖနှစ်ယောက်ရှိတယ်။သားဖနှစ်ယောက်ရှိတယ်။ဖေကြီးကသားကိုအင်မတန်ချစ်တယ်။ အဲ့ဒါနဲ့ငါသားမင်းအိမ်အောင်ပြုတော့အာအဖေကိုပြုစုလို့ကြွေးအောင်မယ်အိမ်အောင်ပြုသေးဘူးပေါ့အဲ့လိုပြောတဲ့အခါကျတော့မညာဘူးဖေအကြီးကဇွတ်တခါတည်းရွာတဲကအမျိုးသမီးတယောက်နဲ့သူ့သားကိုပေးစားတယ်အဲ့တော့အိမ်အောင်ကြသွားရောနောက်တော့သူတဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါကျတော့ဒီအဖိုးကြီးကိုချွေးမကမကြည်ဘူးမကြည်ဘူးတော့ဘူးမကြည်ဘူးတဲ့အခါကျတော့ဒီယောက်ျားကိုအမြဲတမ်းသူကတိုက်တယ်ပေါ့ဖေအကြီးနဲ့သားရဲ့ကြောင်အဲ့လိုပြောပါများတော့ သင်္ကုတ်တောင်တိုက်ပါများရင်နေသေးတာကိုဟုတ်ရလားအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့ဖေးရေပေါ်မှာသားကလည်းအမြင်မကြည်တော့အဲ့ဒါလို့နဲ့နင်းလာရင်နဲ့သူတို့မှာသားလေးတယောက်မွေးလာတယ်အဲ့ဒီသားလေးကလည်းနည်းနည်းတဖြည်းဖြည်းနဲ့ကြီးလာတဲ့အရွယ်ရောက်လာပြီပေါ့နော်ခုနှစ်နှစ်သားရှင်းနှစ်သားလေးအရွယ်ရောက်လာတယ်အဲ့ဒီအချိန်မှာပဲအကြီးကျယ်ပေါက်ကွဲရတယ်မိမဖြစ်တဲ့လူကရှင်ဖေကိုအသေးတတ်ရင်တတ်မတတ်ရင်ကျမဒီအင်အားဆင်းပဲဒါမျိုးဖြစ်လာတယ်အဲ့ဒါနဲ့သားကလည်းဘယ်လောက်ထိမိုက်တုံဆိုတော့ ကဲအဲ့လိုဆိုရင်ငါအဖေကိုတတ်မယ်ဆိုရင်ဘယ်လိုတတ်ရမလို့တင်းကြံကုန်းခေါ်သွားတဲ့တော်တဲ့ကိုခေါ်သွားတဲ့ဖေကြီးကလည်းပဲအိုကြီးဆိုတော့ဘာမှမလုပ်နိုင်တော့ဘူးအဲ့ဒါတွင်းတူးပြီးတော့အဲ့ဒီတွင်းတဲ့ကိုထည့်ပြီးတော့ပေါက်ပြားနေတာတခါတည်းထုတ်သက်ပြီးတော့မြုပ်ထားခဲ့လို့အဲ့တိုင်ခိုင်းတာအဲ့ဒါနဲ့သားဖြစ်တဲ့လူကကောင်းပြီဆိုပြီးတော့ဖေကြီးကိုလှဲပေါ်တင်ပြီးတော့တင်းကြံကိုခေါ်တယ်အဲ့မှာသားပေါက်စာလေးကသူတို့သားလေးကအဖေနဲ့အမေနဲ့ကဒီသူ့အဖိုးကိုတတ်မယ်လို့တိုင်းမင်းနေတာကိုသူက နားထောင်ပြီးချောင်းပြီးတော့နားထောင်တော့ကြားတယ်အဲ့ဒါနဲ့အဲ့ဒီသားလေးကပညာရှိတယ်ဉာဏ်ရှိတယ်ဒီတိုင်းဆိုရင်တော့ငါအဖေဟာအဖေတတ်တဲ့ကံကြီးထိုက်ပြီးတော့အကြီးကြီးဒုက္ခရောက်မှာပဲမဖြစ်เสียရဘူးငါတားဆီးမယ်ဒါပေမဲ့ဒီတိုင်းငါတားရင်တော့ငါအားနဲ့လည်းရမှာမဟုတ်အဲ့တော့အเจ้าဥပေတမီနဲ့ငါတားမယ်ဆိုပြီးတော့အဖေကျုပ်လက်လိုက်မယ်ဘလို့မှတားလို့မရဘူးအဲ့ဒါလှဲပေါ်သူပါလိုက်တော့တယ်အဲ့ကလေးကအဲ့ဒါဒီယောက်ျားကဒီသားကလည်းကောင်းပြီဆိုသူ့သားကိုခေါ်ပြီးတော့ ဟိုမြေဖိုသားဖသုံးယောက်ပေါ့လေသွားကြတာအဲ့ဒါနဲ့ဖေကြီးမြင်ပါဆိုလို့ဖေကြီးကိုလှဲပေါ်တင်လှဲချွတ်ပြီးတော့တခါတည်းတွင်းကြီးတူတယ်တွင်းတူတဲ့အခါကျတော့သားကမေးတယ်အဖေဒီတွင်းကဘာလုပ်မလို့တော့အာဖိုငါအဖေကိုမြုပ်မလို့ကွာအဲ့လိုပြောတဲ့အခါကျတော့ဖေကတူရတာမပြီးသေးတော့မောပြီးတော့နားတဲ့အချိန်မှာသားကအဲ့ဒီပေါက်ပြားယူပြီးတော့ဟိုးနားလေးမှာခက်လန်းလန်းမှာတခါသားကလည်းအတင်းတူးတယ် ူးတဲ့အခါကျတော့ငါသားမင်းဘာလို့မလို့အဲ့အတွင်းတူးတာတော့ဟာကျွန်တော်လည်းအဖေလမ်းစဉ်လိုက်ရမယ်အဖေကအဖေရဲ့အဖေကိုမြုပ်တယ်လို့ကျွန်တော်ကလည်းအဖေကိုမြုပ်ဖို့အတွက်ဒီတွင်းကိုတူးတာပြီးတဲ့စဉ်းစားတော့စဉ်းစားတော့ဟုတ်ရဲ့လားဘာလို့သူ့အဖေမြုပ်ဖို့သူကတူးတယ်လို့သူ့သားကလည်းသူ့ကိုမြုပ်ဖို့တွင်းတူးတာအဲ့ဒီကြမှာ तू တော်တော်လန့်သွားခမင်းဘာတွေပြောတာတော့ပေါ့ဟုတ်တယ်လေခမင်းလည်းခမင်းအဖေကိုခမင်းမှုတ်ကျုပ်လည်းကျုပ်အဖေကိုကျုပ်မြုပ် ဲ့လိုပြောတော့မှ तू တော်တော်ထိတ်လန့်သွားတယ်။ငါသာဒါမလုပ်ကောင်းဘူး။ဟာခမရအဲ့လိုပြောသလားပေါ့။တကယ်တမ်းငါကြောက်ကဒါတွေကိုတကယ်လှုပ်ချင်လို့မဟုတ်တကယ်စိတ်ကူးရှိတာမဟုတ်အဖေကိုစဉ်းစားမိအောင်လို့ပြောတာ။ကို့ပုံမှာကျေးဇူးကြီးလာတဲ့အဖေကိုဒီအမိရဲ့စကားကိုနားထောင်ပြီးတော့ခမရဒီလိုလှုပ်တာကောင်းလားလို့အဲ့ဒီမှာ तू လက်တွေ့ဆုံးမတာ။အဲ့တော့ဦးဇင်းတို့ကဒီဇက်တော်လေးကိုဘာကြောင့်အမှတ်ရတာလဲဆိုတော့ဩကို့အဖေကိုမြုပ်ဖို့ကြိုးစားတော့ကို့သားတွေကလည်းကို့ကိုပြန်ပြီးတော့ ြုတ်ဖို့ကြိုးစားကြတာပဲဒီဥပမာ တူစွာပဲဟုတ်ရလားခုလူတွေကစုံရီစုံရီဆိုပြီးတော့ပြန်ပြီးတော့ဆံဖို့ကိုမကြိုးစားဘူးဟင်ဟုတ်တယ်မဟုတ်လားမိဘကသားသမီးကိုချစ်တယ်အဲ့ဒီသားသမီးကလည်းသူ့သားသမီးကိုချစ်တယ်အဲ့ဒီသားသမီးကလည်းသူ့သားသမီးကိုချစ်တယ်အပေါ်ကိုပြန်တက်လာတဲ့လူကိုမရှိဘူးအဲ့တော့ကိုကလည်းပဲစုံရီဆိုပြီးတော့အကြောင်းပြန်ပြီးတော့မဆံမဲနဲ့စုံစင်းသွားမယ်ဆိုရင်တော့သားသမီးတွေကလည်းစုံရီဆိုပြီးတော့အောက်ကိုပဲဆက်ပြီးတော့ဆင်းသွားမှာပဲ။ ဟုတ်တယ်မဟုတ်လားအဲ့တော့ဒီစုံကြီးဆိုတဲ့သဘောကြီးကဆန်လို့မရဘူးလားရတာပေါ့ကိုယ့်ပုံမှာပဲမူတည်တာပဲမဟုတ်လားအဲ့ဒါကိုကဆန်ကြီးဖြစ်အောင်ကြိုးစားမယ်ဆိုရင်ကိုသားသမီးတွေကလည်းပဲကိုလမ်းစဉ်ကိုလိုက်အတုမြင်အတက်တင်ပြီးတော့ဩကိုယ့်ရဲ့စိတ်ဓာတ်ကိုလေးစားအားကျပြီးတော့ဟုတ်ရလားကိုယ့်ရဲ့အတုတွေကိုလိုက်မလာပေဘူးလားလိုက်လာမယ်ကိုကမိဘပေါ်မှာကလန်ကဆန်ဆက်ဆံနေတာတွေကိုကိုသားသမီးတွေကမမြင်မဲနေမလားဘလို့မှလေးစားမှာမဟုတ် ဟုတ်လားအဲ့တော့သူတို့အနှဲ့ကြရင်လည်းကိုယ့်ကိုမလုပ်လိုက်မယ်တော့ကလန်ကဆန်ဆက်ဆံမှာပဲပိတ္တတို့စဉ်းစားတော့ဒါကြောင့်မိဘကျေးဇူးကိုဆက်တဲ့နေရာမှာကျေးဇူးရှိလို့ကိုဆက်ရတဲ့အပိုင်းကတော့အဓိကပါ